အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါတယ်ကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ American ဗဟိုတရားရုံးရဲ့နောက်ဆုံးဆုံးဖြတ်ချက်ကတော့သမ္မတဒေါ်နယ်ထရန့်ကိုဆက်လက်ပြီးတော့ကယ်လီဖိုးနီးယားကစစ်တပ်ကို LA မှာထားပြီးအုပ်ချုပ်ရန်ခွင့်ပြုလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ် သတင်းအဖြစ်ဆောင်ကတော့ The Wall Street Journal ကဒီကနေ့ဇွန်လ20 2025မှာတင်ဆက်သွားတာကတော့ Los Angeles မှာဖြစ်ပျက်နေတဲ့အဓိကယုံတွေပုံကန်သုံးချမ်းသူတွေကိုနှိမ်နင်းဖို့သမ္မတ Trump ကကယ်လီဖိုးနီးယားနေကြာဆောင်စစ်တပ်ရဲ့မရိန်းစစ်သားတွေကိုစေလွှတ်ခဲ့ပါတယ်။အဲ့ဒါကိုသဘောမတူလို့ Trump ကအာဏာရှင်တယောက်ဖြစ်ကြောင်းမလိုအပ်ဘဲစစ်အင်အားသုံးပြီးနှိတ်ကုတ်နေကြောင်းပြောပြီးတော့ ်အယ်လေမြို့တော်ပင်ကိုကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးတို့အပါအဝင်ကယ်လီဖိုးနီးယားတရားရုံးကနေပြီးတော့ဗိုလ်တရားရုံးကိုဥတိုက်ပြီးတော့ထရမ့်အစိုးရကိုပြီးခဲ့တဲ့တပတ်ကတရားစွဲဆိုခဲ့ပါတယ်ဗိုလ်တရားရုံးကနေပြီးတော့ယာယီစစ်တပ်ကိုကယ်လီဖိုးနီးယားမှာထားပြီးခေတ္တအုပ်ချုပ်ခွင့်သမ္မတထရမ့်ကိုပြီးခဲ့ပြီးတော့အမှုရုံးချင်းကိုဂျွန်လ19 2025မှာ ချိန်ဆခဲ့ပါတယ်ပြီးတော့မနေ့ကထရမ့်အစိုးရဘက်ကရော ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့အောက်ခြေတရားရုံးတို့ကအယူခံတွေကိုပါဗဟိုတရားရုံးကကြားနာစစ်ဆေးခဲ့ပြီးတော့ဗဟိုတရားရုံးအနေနဲ့ကယ်လီဖိုးနီးယားပြည်နယ်ဆောင်စစ်တပ်ကို LA ပုံခံမှုအတွက်အသုံးချခြင်းဟာ LA ရဲ့အခြေအနေကို မြင့်မားသောစံနှုန်းများဖြင့်တိုင်းတာပြီးတမရရဲ့အမြင့်မားဆုံးစစ်အုပ်ချုပ်ရေးအာဏာကို ဥပဒေအတိုင်းနိုင်ငံတော်အတွက်လိုအပ်သလိုကျင့်သုံးနိုင်ရန်ကျွန်တို့ဗုဒ္ဓအဖွဲ့ကထောက်ခံပါတယ်လို့ အမိန့်ချမှတ်လိုက်ပါတယ်။ဒီလဆော့ဆော့ပိုင်းမှာတော့ခိုးဝင်ကျူးကျော်တွေကိုအယ်လီမှာဝင်ဖမ်းတဲ့ ICE အဖွဲ့တွေကိုအယ်လီခိုးဝင်ကျူးကျော်တွေကကန့်ကွက်ဆန္ဒပြရာမှာနောက်ပိုင်းစုပ်ပုအကြမ်းဖက်တိုက်ခိုက်တာတွေပါလာတဲ့အတွက်သမရထရမ်ကစစ်တင်အင်အား၄တောင်ဆေလွတ်ပြီးအခြေအနေကို ထိန်းသိမ်းရန်လက်မှတ်ထိုးပြီးအမိန့်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂေဗင်နျူဆန်ကအပြင်းထန်ဝေဖန်ကန့်ကွက်ခဲ့ပြီးတော့ အင်ဒီမျိုးတော်ဝင်နဲ့ပူးပေါင်းကတမရထရမ့်အားတရားစွဲဆိုခဲ့ပါတယ်။အဲ့ဒီနောက်တမရဟောင်းဘေးကလင်တန်လက်ထက်ကခန့်အပ်ခဲ့တဲ့ဆန်ဖရန်စစ္စကိုမြို့ရဲ့တရားသူကြီးချားလ်စ်ကတော့စစ်တပ်ဟာကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှုရဲ့လက်အောက်ကိုပြန်သွားပြီးအဲ့ဒီမျိုးကပြန်လည်ထွက်ခွာပြီးနေဆက်မှာပြန်သွားရန်တောင်းဆိုခဲ့ပါတယ်။အင်ဖြူတော်ကတော့ဆဆချင်းဘာမှမတုံ့ပြန်ခဲ့ပါဘူးဘိုးတရားကျုံရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ပြည်နယ်တစ်ခုရဲ့အုပ်ချုပ်ရေးမှူးဟာပြည်နယ်90လုံးနဲ့တနိုင်ငံလုံးကိုပါအုပ်ချုပ်နေတဲ့သမရရဲ့အမိန့်ကိုဗီတိုအာနာသုံးပြီးတော့ဆန့်ကျင်နေဆိုတာလုံးဝလက်ခံနိုင်စရာမရှိကြောင်းပြောဆိုခဲ့ပြီးညှဉ်းဆန်းခဲ့ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်ကဒီမိုကရက်လွှတ်တော်အမတ်တွေကအုပ်ချုပ်ရေးပိုင်းကအကြီးအကြီးအကဲတွေကအစသမရထရမ့်ရဲ့စစ်တပ်အလီကနေအ мян ပြန်ရုပ်သိမ်းသွားရေးအတွက်စုပေါင်းကြပြီးအလီက တရားရုံးမှာတမရထရမ့်ရဲ့အဆိုအရကိုတရားစွဲဆိုခဲ့ကြပါတယ်။တမရထရမ့်ကတော့ဂျွန်လ9ရက်2025မှာအဲလီကကိုဝင်ကျူးကျော်တွေကအကြမ်းဖက်လာလို့တပုံတွေလို့တော့ပြောင်းလဲခေါ်ပေါ်ခဲ့ပြီးတော့နေကြဆောင်စစ်တပ်ကမရိန်းစစ်သားတွေပါအဲလီကိုဈေးလွှတ်ခဲ့ပါတယ်။အခုတော့တရားရုံးကကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကတမရထရမ့်အပေါ်တားမြစ်ရန်တရားရုံးတော်ကိုရှောက်ထားချက်ကိုလည်းညှင်းဆိုခဲ့ပါတယ်။ ီးတော့သမ္မတထရမ့်အပေါ်အယ်လီမာစစ်တပ်ဆွဲထားမှုအပေါ်ရက်60တွင်မကဘဲလိုအပ်ရင်လိုအပ်တဲ့အချိန်ထိစစ်တပ်ကိုထားနိုင်ခွင့်ပြုလိုက်ပါပြီဖြစ်ပါတယ်။အဲ့ဒီပြင် နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရသမ္မတဟာစစ်တပ်ကို နိုင်ငံကိုကာကွယ်ဖို့အချိန်မီတာဝန်ပေးပြီးလိုအပ်ရင်လိုအပ်သလိုလိုအပ်တဲ့နေရာမှာစစ်ကြေညာနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုတစ်ချက်တော့ကြည့်သွားပါ နောက်နေ့တွေမှာလည်းအမေရိကရဲ့တရင်အမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်သွားပေးခဲ့ပါ so please take care of yourself and each other bye bye to get the job done It took two days for a three judge panel of the Ninth Circuit in San Francisco to decide the president has the power to deploy California's National Guard without the governor's permission. When it comes to emergencies, if there's a national disaster or if there's unrest, this court said the president really gets to decide when to send in those National Guard troops. It's the first deployment of the Guard in LA since the riots of 1992, and it's resulted in legal whiplash. The first ruling, a federal judge decided the Trump administration's actions were illegal and that the protests in Los Angeles fell far short of rebellion, ordering control of the troops be returned to Governor Newsom. He is not a monarch, he is not a king, and he should stop acting like one. But then a win for the Trump administration when an appeals court paused the ruling. The president praising the decision, writing, without the deployment, the city would be burning. We saved LA. And now the Ninth Circuit ruling Trump can keep control, writing, the undisputed facts demonstrate that before the deployment of the National Guard, protesters pinned down several federal officers and threw concrete chunks, bottles of liquid, and other objects at the officers. Protesters also damaged federal buildings and caused the closure of at least one federal building. The federal government's interest in preventing incidents like these is significant. While President Trump is congratulating the Ninth Circuit and calling this a great decision for our country, Newsom is reminding the president that the court did not agree with the administration's assertion it has the right to come in and seize control of the National Guard. The governor stating tonight the court rightly rejected Trump's claim that he can do whatever he wants with the National Guard and not have to explain himself to a court we will press forward with our challenge. Nope, it's not over yet.